ਹਰੇ ਕ੍ਰਿਸ਼ਨ ਨਮੋ ਓਮ ਵਿਸ਼ਨੂ ਪਦਾਇਆ ਕ੍ਰਿਸ਼ਨ ਪ੍ਰਸਾਇਆ ਭੂਤਲੇ ਸ਼੍ਰੀਮਦੇ ਭਕਤੀ ਵੇਦੰਦ ਸਵਾਮੀ ਦੀ ਨਾਮਿਨੀ ਨਮਸਤੇ ਸਰਸਵਤੀ ਦੇਵੇ ਗੌਰਵਾਣੀ ਪ੍ਰਚਾਰਿਨੀ ਨਿਰਵਿਸ਼ੇਸ਼ਾ ਸ਼ੁਨਿਆਵਾਦੀ ਬਾਸਚਾ ਦੇਸ਼ਤਾਰਿਨੀ ਜੈ ਸ਼੍ਰੀ ਕ੍ਰਿਸ਼ਨ ਚੈਤਨਯ ਪ੍ਰਭੂ ਨਿਤਿਆਨੰਦ ਸ਼੍ਰੀ ਅਦਵੈਤ ਗਦਾਧਰ ਸ਼ਿਵ ਸਾਧਿ ਗੌਰ ਭਕਤੋ ਹਰੇ ਕ੍ਰਿਸ਼ਨ ਹਰੇ ਕ੍ਰਿਸ਼ਨ 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 ਹਰੇ ਹਰੇ ਰਾਮ ਹਰੇ ਰਾਮ 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 ਹਰੇ ਕ੍ਰਿਸ਼ਨ ਸੋ ਜਨਰੋ ਚੇਤਨਾ ਮਾ ਪ੍ਰਭੂ ਨਮੋ ਦੋਨੀ ਲਾਮੇ ਨੋ ਦੀ မတ်လ25ရက်နေ့2024လာမယ့်တနင်္လာပြီးနောက်တဲ့တနင်္လာပေါ့ဒီနေ့ကတနင်္လာဆိုကြားထဲမှာ73ရက်ကျန်ဆိုတော့14ရက်ပဲကျန်မှာတော့တယ်ဟိုဒီ35ရက်မြောက်အနေနဲ့48ရက်အစီအစဉ်မှာ35ရက်မြောက်အနေနဲ့ကျွန်တော်တို့ဒီနေ့ဆက်ပြီးတော့ပြောပြပါမယ်ဘုရားရှင်ကျေးဇူးနာမှာဘုရားဘာလို့လဲဆိုတော့သိအောင်ကျွန်တော်လုပ်နေကြတယ်ဘုရားရှင်ကျေးဇူးနာမှာဘုရားဘာလို့လဲဆိုရင်အကြံမရပြဘုရားရှင်ခရစ္စတာကိုယ်တိုင်းလုပ်ငန်းတွေပေါ့900ကျော်ကဒီကိုကြွားကြွားခဲ့တာဖြစ်တယ်သူ့အကြောင်းကိုသူ့ရဲ့စစ်မှန်တဲ့တာဝန်ကတယောက်ဖြစ်တဲ့ဘုရားရှင်တာဝန်ကတယောက်ဖြစ်ပါတယ်ဆိုတော့ ကရှင်ဒါစကဗီရာဂိုးစွာမီကနေပြီးရေးသားခဲ့ဆီရင်ခဲ့ပါလေကျွန်တော်တရားသနာကျေတာမဲ့ဂျမ်းအဲ့ဒီဂျမ်းမှာပါတဲ့ဥစားတွေကိုကျွန်တော်ဟိုဖတ်နေပါတယ်အဲ့ဒီမှာအခုအဲကျွန်တော်အာဒီလီလာ ပြီးသွားပြီမတ်ရက်လီလာရဲ့အခန်း19ကိုရောက်ပါပြီဆိုတော့အခန်း19မှာပဲအခန်း18ပေါ့အခန်း18အစုံနဲ့အခန်း19နားမှာ19အစမှာလဲကျွန်တော်ကျေတနာမှာပြုနေခရီးသွားခဲ့တာတွေဆန္ဒရူပကုစွာမီအကြောင်းတွေပြောခဲ့တယ်အခုကျွန်တော်ဆန္ဒတန်ကုစွာမီအကြောင်းပြောအောင်ဆန္ဒတန်ကုစွာမီရအောင်နော်ရူပကုစွာမီတော့အဲ့လောက်မြင်မြန်သူထွက်ပြေးလို့မရလိုက်ဘူးတော့ တော့ပြေလို့မရလိုက်တဲ့အခါကျတော့ तू မလုပ်တလဲဆိုတော့ तू ကဒီအစိုးရကနေပြီးတော့ तू ကလုံးမလုပ်ချင်တော့မလုပ်ချင်တဲ့အခါကျတော့ तू ဘာလို့ဆိုတော့အိမ်မှာပဲနေမယ်ဆိုတော့ခွင့်ယူလိုက်တယ်နေမကောင်းဘူးဆိုတော့ခွင့်ယူလိုက်တယ်ခွင့်ယူပြီးတော့ तू အိမ်မှာနေပြီးတော့ဘာလို့လဲဆိုတော့ brahmana scholar တွေနဲ့ပေါင်းပြီးတော့ system ဘာကိုတုံးဆွေးနွေးတယ်ပေါ့တကယ်ကျတော့ပြေချင်တော့သူ့ရဲ့အလုပ်ရှင်ဖြစ်တဲ့နဝပေါ့မွတ်စလင်ဘရင်ကရောက်လာပြီးတော့ तू ဘာပြောလဲဆိုတော့ဟာရောမလို့လောက်တာလေမင်းဘာလွတ်ရလဲဆိုတော့အဲ့မှာ तू အမှန်တိုင်းရှင်းပြမင်းဘာကြီးဘောနဲ့မလို့တာလေဆိုတော့မဟုတ်ဘူးကျွန်တော်ကတော့ကျွန်တော်ထွက်ချင်ပြီကျွန်တော်မလို့ချင်တော့ဘူး ဆိုတော့ Nawab ကချက်ချင်းသူ့ကိုဖမ်းပြီးတော့ခေါင်းထဲထည့်လိုက်။ဒါကိုရူပကူဆွမ်းမီးကကြားတဲ့အခါကျတော့ရူပကူဆွမ်းမီးကသူ့ကိုယ်ထဲကပတ်စံဖယ်ထားတာရှိတယ်။ Emergency ပြည်သုံးဖို့ဆိုတော့အဲ့ဒီဥစ္စာကိုယူပြီးတော့သူ့အကိုပို့ပြီးတော့သူ့ကိုပြောလိုက်တာပေါ့။ဒါလေးကိုသုံးပြီးတော့ခင်ဗျထွက်ခဲ့ဆိုဆနာသကူဆွမ်းမီးကမလုပ်တော့အဲ့ဒါကိုသူ့တောင်ကြတာပါလေဆိုတော့ထောင်မူးကိုသူကလက်ပေးလိုက်တာပေါ့နော်လက်ပေးလိုက်ပြီးတော့ဒါလေးနဲ့ကျွန်တော်နည်းနည်းပါးတုပ်ပြီးတော့ညှိပေးပါဗျာပါညာဆိုပြီးတော့ဆုံးသွား။ထောင်ထဲကနေရောက်ထွက်ပြီးတော့ဝန္ဒနာစီကိုလာဝန္ဒနာစီမှာကျွန်တော်ရှိခဲ့တဲ့အိမ်ကိုရောက်ရောက်လာတော့ သူတိတယ်ဂျန္တရရှေခရအိမ်မှာယတနာမဟုတ်ရှိရဆိုတော့ဂျန္တရရှေခရကြီးကိုလောက်တဲ့ခါကျတော့ဂျန္တရရှေခရကြီးရောက်တဲ့ချိန်မှာသူတော်တော်ကိုသူပြိုင်းနေခန္ဓာကိုယ်တို့ကလုံးပြားစရာမရှိတော့အလောက်ကြည့်သူအချိန်ကြီးမကောင်းတော့ဘူး။ညာရောက်ပြီးတဲ့ခါကျတော့သူ့ကိုယ်သူမလုပ်လိုက်ရဆိုဘုရားရှင်ယတနာမဟုတ်ရဲ့ဘုလိုမှချီတော်ရင်အပ်လိုက်တယ်။အဲ့ဒီနေ့ကနေစပြီးတော့နောက်တဲ့နလတိတိယတနာမဟုတ်ကသူကိုယ်တိုင်စနာတန်ကိုဆောင်ယူဖို့ပတ်တိနဲ့ပတ်သက်တဲ့အကြောင်းကိုအသေးစိတ်တင်ပေးတယ်ဆိုအရည်အချိန်ထဲမှာပဲဘလဘဘတ်တာရဂုပတိဥပဒ္ဒယာယာတို့အားလုံးကလည်းစေတနာမှာပြုလို့လာတွေ့တယ် စေတနာမဟာဘုံရဲ့ mood ပေါ့အဲ့ဒါကိုတွေးပြီးတော့ဘုဘကုဆွမ်းပြီးရဲ့ character ဘုဘကုဆွမ်းပြီးရဲ့ဟိုပါပေါ့အဲဟိုတွေးရတာပေါ့နော်ဘုဘကုဆွမ်းပြီးရဘလို့ပုံကိုလဲဆိုတော့သူအဲ့ကြမှာတည်တယ်တကယ်တမ်းပြောရင်ဒီကိုဆွမ်းပြီးကြောက်ပါတယ်ကြမှာအကြီးဆုံးကဆရာတန်ကိုဆွမ်းပြီးဒါပေမဲ့ရူပကုဆွမ်းမီကိုကျွန်တော်က chief လို့ပြောတယ် chief of the kusami လို့ရူပကုဆွမ်းမီလို့ပြောတယ်။ဘာဖြစ်လို့လဲဆိုရင်ရူပကုဆွမ်းမီဟာစေတနာမဟာပုရုရဲ့နှလုံးသားကိုနားလည်နိုင်စွာရှိတဲ့ပုဂ္ဂိုလ်ဆိုတော့စေတနာမဟာပုရုကိုယ်တိုင်ပြောခဲ့တာ မင်းတယောက်တာလဲငါရဲ့နှလုံးသားကိုတကယ်နားလည်နိုင်စွမ်းရှိတယ်ငါဘာပြောချင်လဲဆိုတော့မင်းပဲသိတယ်ဆိုတော့ဘုရားရှင်ကိုယ်တိုင်ဖြစ်တဲ့ဂျေတနာမဘူးဘုရားရှင်ကရှိနာကိုယ်တိုင်ဖြစ်တဲ့ဂျေတနာမဘူးကသူ့ကိုဘာပြောခဲ့လဲဆိုတော့အဲ့လိုမျိုးပြောခဲ့တာကျွန်တော်ဒါကြောင့်ဂျေတနာမဘူးကပြောခဲ့ပါတယ်ဆိုတော့ရူပကိုစောင်းမျိုးကျွန်တော်ပို့ပြီးတော့နော်ဒီ chief ကိုစောင်းမျိုးပေါ့နော်အဲ့လိုမျိုးအနေနဲ့ကျွန်တော်တို့ယူဆကြတယ်ဆိုဒီဇာတ်လမ်းတွေပြတဲ့အခါမှာတော့ကျွန်တော်တို့နှလုံးသွင်းရမယ့်ကိစ္စလေးနည်းနည်းလေးပြောပြပါဦး။ဘိုးရင်ကဒီရဟန်းတစ်ပါးရှိတယ်ပေါ့ စာသူတစ်ပါးရှိတယ်စာသူတစ်ပါးကသူကဒီလောကကြီးမှာဘလို့ဘလို့တရားဟောတာပေါ့ဗျာတရားဟောတဲ့အကြောင်းတယောက်ကမေးတယ်ဗျာမေးလဲဆိုဒီလောကမှာရှိပါတယ်ဆိုတော့ illusion ပေါ့မာယာဆိုတာဘာလဲပေါ့မာယာရဲ့သဘောကဘာလဲဆိုတော့သူကချက်ချင်းအဲ့စာသူကြီးကဘာလို့လဲဆိုတရားဟောတဲ့ဆင်ကောင်ကနေအောက်ကိုဆင်းပြီးတော့ခြေထောက်သွားလိုက်ခြေထဲမှာသွားပြီးတစ်ပိန်တစ်ပိန်သွားပြီးတော့သူ့လက်နဲ့ဖတ်လိုက်ဖတ်လိုက်ပြီးတော့သူကဘာပြောလဲဆိုငါ့ကိုလွတ်ဆန်ငါ့ကိုလွတ်ဆန်ငါ့ကိုလွတ်ဆန်ဆိုပြီးတော့អော်တာပေါ့သူကအဖြေရှင်းပြီးအဖြေအဖြေပြေးပြီးတာပေါ့ခုနကသူကဘာပြောလဲမာယာဆိုတာဘာလဲလို့မေးတာပေါ့ ဆိုဘာရဆိုတာဒါပဲငါတို့ကိုယ်တိုင်ကတစ်ပင်ကိုဖတ်တာပြီးတော့တစ်ပင်ရင်ငါ့ကိုလွတ်အောင်ငါ့ကိုလွတ်အောင်ငါ့ကိုလွတ်အောင်လို့ပြောနေတာနဲ့အတူတူပဲကျွန်တော်တို့ကဒီ logic ကနေလွတ်ချင်တယ်ဒါပေမဲ့ကျွန်တော်တို့ကဘာဖြစ်လဲတန်ခေါင်းစင်တွေအများကြီးရှိတယ်ရူပကုဆွမ်းပြီးနေစနာတန်ခေါင်းဆွမ်းပြီးရဲ့ဥမာဘာကိုပြလဲဆိုရင်ဒီ logic ရဲ့အကိစ္စတွေအားလုံးကိုထားပြီးတော့ character drop သွားပါရအောင်ပြီးသွားရင် logo drop ကိုကျွန်တော် dedicate လုပ်ရအောင်တော်တော်များများဟာတော်တော်များများအတွက်ကတကယ်တမ်းပြောရင်ဒါဟာတော့ဘာမှမကြောက်ဘာလို့လဲဆိုတော့သူတို့မှာမိသားစုတွေရှိတယ် society ရှိတယ် ော်တို့အားလုံးအဲ့ဒါတွေအားလုံးထွက်သွားပြီဆိုတဲ့ကိစ္စတခုဒီတဘာဝမကြတယ်လို့ဖြစ်နေတယ်။ဒါကြောင့်ကျန်းစာမှာတကယ်လို့ကျန်းစာတခုမှာပေါ့တဘာဝမကြတယ်လို့ကိုပြောထားတယ်ဆိုရင်သူကအာလူတိုင်းလုံးလို့မရဘူးဆိုတဲ့တဘာဝမကြတယ်လို့ကိုပြောတာပေါ့။ဆိုပါစို့ဗျာဒီလိုပုံကိုတွေပဲဘုရားရှင်ကျင့်ကပ်လို့ရမယ်။ကျန်းတဲ့လူတွေကကျင့်ကပ်လို့မရဘူးလို့ပြောထားတယ်ဆိုရင်ဒါမဖြစ်နိုင်ဘူးလေ။နော်ဘုရားရှင်ပြောထားတဲ့လမ်းစဉ်ဆိုတာလူတိုင်းကျင့်ကပ်နိုင်အောင်။ဆိုတော့ဒီမှာကျန်းစာကလည်းဘာဘာထက်ပြောထားလဲဆိုတော့လူတိုင်းတွေဒါအဆင်မပြေနိုင်ဘူး။ဆိုတော့အဲ့တော့အဲ့မှာ principle of renunciation ပေါ့။ဒီစွန့်လွတ်ပယ်ခွာမှုရဲ့ မူဝါဒကပါလေဥတိုင်းအတွက်ဖြစ်ရဥတိုင်းအတွက်ပြမစလားမိသားစုရှိတဲ့သူတွေလည်းပြမယ်မိသားစုမရှိတဲ့အတွက်လူပဲဖြစ်ရ renunciation ခါကျေတနာမှာပြုရ renunciation ဆိုတာဒီဒီဆွနုပဲကောင်မှုဆွနုပဲကောင်မှုဒီတကယ်တမ်းပြောရင်ကျေတနာမှာပြုရဘက်တရီရဲ့ဘဝကိုတကယ်မှန်တိုင်ဖြစ်တယ်တော့တကယ်မှန်တိုင်ဖြစ်တယ်တော့တော့ဒီဆွနုပဲကောင်မှုကိုကြည့်ပြီးတော့ပဲကျေတနာမှာပြုရအမှန်တမ်းပြောတာတော့တကယ်တမ်းပြောတာဆွနုပဲကောင်မှုကကျွန်တော်ရဲ့မှန်တိုင်ဖြစ်တယ် ။ဟဲ့ပြဿနာကဘာလဲဆိုတော့ဒီ logi မှာရှိနေတဲ့ကိစ္စတွေ logi မှာရှိနေတဲ့ကိစ္စတွေကပတ်စံပါလာမယ်ပြပိုင်းဆိုင်မှုတွေပါလာမယ်လူတွေပါလာမယ်ပြကယ်ရီယာတွေပါလာမယ်အဲ့ဒါကြီးနဲ့ကျွန်တော်ကရွာပတ်ဆိုရွာပတ်နေဆိုတဲ့ကကျွန်တော်เนาะကျွန်တော်တို့ကเนาะတပြေးပြေးတပြေးပြေးဒီ log out dra ရဲ့ goal ပေါ့ပန်းတိုင်ကိုရောက်ဖို့ဆိုတဲ့ကိစ္စကကျွန်တော်တို့ရဲ့လုံးနေတဲ့ပုံစံပေါ့ကျွန်တော်တို့လုံးနေတဲ့ပုံစံပေါ့ပတ်စံနောက်ကိုလိုက်မယ်ဗျာပိုင်းဆိုင်မှုနောက်ကိုလိုက်မယ်ဗျာလူတွေနောက်ကိုလိုက်မယ်ဗျာကျွန်တော်ရဲ့ကယ်ရီယာနောက်ကိုလိုက်မယ်ဒါတွေလုံးမယ်ဆိုရင်ကျွန်တော် log out dra ပန်းတိုင်ကိုရောက်မှာဟုတ်ဘူးအဲ့တော့တကယ် စွန့်တော့ပဲကွာမှုဆိုတာပါလေတွန်းတော့ပဲကွာမှုဆိုတာပါလေဆိုတော့ဒီဒီအရေအားလုံးကိုထားပြီးတော့ထွက်သွားတာတကူတည်းမဟုတ်ဘူးကွာနော်ဒီအရေအားလုံးကိုထားပြီးထွက်သွားတာတကူတည်းမဟုတ်ဘူးသူ့မှာခေါင်းထဲကဘာထွက်ရမလဲဆိုတော့ငါဒီ controller လည်းမဟုတ်ဘူးငါဒီ enjoyer လည်းမဟုတ်ဘူးဆိုတော့ဒီရနော်စွန့်တော့ပဲကွာမှုရဲ့တကယ်အစ်စ်မှန်ရဲ့အတိတ်ပဲကပါလေဆိုတော့ငါဒီ controller ငါဒီထိန်းချုပ်ထားတဲ့သူမဟုတ်ဘူးအရာရာငါဖြစ်ချင်တိုင်းဖြစ်မှာမဟုတ်ဘူးဆိုတော့ငါလေ Krishna is the control နံပါတ်1ကပါလေငါဒီ controller မဟုတ်သူလို့ငါဒီ enjoyer လည်းမဟုတ်ဘူးငါဒီ ော်အရာအားလုံးကိုပြောင်းဝေခံစားတဲ့သူကငါမဟုတ်ဘူးဘုရားရှင်ခရစ်စတန်ဖြစ်တယ်အရာအားလုံးကကျွန်တော်အတွက်လို့ကျွန်တော်ယူဆလို့မရအခုကကျွန်တော်ကျွန်တော် controller လို့ထင်တယ်ကျွန်တော် enjoyer လို့ထင်တယ်တကယ်စွန့်လို့ပဲကွာဘူးဆိုတာငါဒီ controller မဟုတ်ဘူးငါဒီ enjoyer မဟုတ်ဘူးဆိုတော့ mentality ရှိတာကိုဘာလို့ခေါ်လဲဆိုတော့တကယ် renunciation လို့ခေါ်တယ်ဆိုတော့ဒါကြောင့်လူတိုင်းအရာကိုကျွန်တော် develop လုပ်လို့ရတယ်ဘောကစီဒါတင်ပေးချက်ကတားဒါဒီမှလည်းဒါပဲပြောဥပမာပြဆိုပါစို့လူတစ်ယောက်ဟာ เนาะသူ့ရဲ့တရက်စာလိုအားကပေါ့ဗျာပတ်စံရတယ်ဒါမှမဟုတ်လေပညာရတယ်ဒါမှမဟုတ်လေ influence ရှိတယ်ဆိုတော့တခြားရတဲ့ဥစ္စာတွေအားလုံးကိုဘုရားရှင်ရဲ့ဈေးပါမှာကျွန်တော်သုံးလိုက်တယ်ဆိုရင်ဘာဘာလို့တော့ဘယ်လိုကြည့်ဘယ်လိုသုံးခိုင်းတာကျွန်တော်တေချာလက်ခံတယ်ကျွန်တော်တေချာသဘောပေါ်တယ်ဩငါရတာတဲ့ဥစ္စာတွေအားလုံးရဲ့ enjoy ရခရစ္စတန်ဥစ္စာငါကတော့တကယ်တမ်းပြခရစ္စတန်ဥစ္စာကိုတောင်းပြီးသုံးရမှာအရာအားလုံး control လုပ်တာခရစ္စတန်ဟုတ်တယ်ခရစ္စတန် control လုပ်တာမရှိဘဲနဲ့ငါဘာမှမမြင်အောင်အဲ့ဒါတွေကိုတိပြီးတော့သူ့ရဲ့ရတဲ့ဥစ္စာတွေကိုသူဘုရားရှင်ကိုအဲ result တွေကို overload တဲ့သူဟာ ူဟာ physically အားလုံးကိုထားပြီးတော့ထွက်သွားပြီးတော့ဘုရားရှိခိုးခလုံးနဲ့တူတူပဲအကျိုးရှိတယ်လို့ပြောတယ်ဆိုတော့ဒီဈေတနာဈာတမိတ်ကကျွန်တော်တို့နောက်ဆုံးမှာဗာသင်ပေးလို့ဆိုဈေတနာဈာတမိတ်ကဘုရားရှိခရစ္စနာဈေတနာတခုပြောလို့ဆိုဗာပြောလို့ဆိုငါသည်တဲ့ဗราဟမဏလည်းမဟုတ်ခြေတရီလည်းမဟုတ်ဝိရှယလည်းမဟုတ်ရှုဒရလည်းမဟုတ်ငါသည်အာဘရမဂျာရီလည်းမဟုတ်ဘူးဂရိယစ္စလည်းမဟုတ်ဘူးဝါနပရစလည်းမဟုတ်ဘူးသညာရှိလည်းမဟုတ်ဘူးငါသည်ဘရမဂျာရီလည်းမဟုတ်ဘူးဘုန်းကြီးလည်းမဟုတ်ဘူး နာဒီဂရီယက်စတာအိနောင်တဲ့တော့ကလည်းမဟုတ်ဘူးနာဒီဝါနာပစတာနာဒီအိနောင်ကိုစွန့်ပြီးတော့ဘုရားကိုဆေးပါလုပ်နေတယ်လို့မဟုတ်ဘူးနာဒီယခန်လည်းမဟုတ်ဘူးဒီလေးခုလုံးမဟုတ်ဘူးဒါပေမဲ့နာဒီပါလေဘုရားရှင်တာဝကပြောဖြစ်ဆိုတော့ဘုရားရှင်ရဲ့တာဝကဆိုတဲ့ stand ဟာဒီလေးခုနဲ့ကျွန်တော်သတ်မှတ်လို့မရဘူးဒီလေးခုရဲ့အပြည့်အစုံရှိတယ်ဆိုတော့ဒါဝါနာရှင်မှပြောတယ်ဆိုတော့အဲဒါဟာစစ်မှန်တဲ့ခလုံးချင်းပေါ့စစ်မှန်တဲ့စွန့်လွတ်ချင်းဆိုတာပါလဲဆိုရင်ငါဒီ I am not a enjoyer I am not a controller ဆိုတဲ့ဥစ္စာကိုကျွန်တော်တကယ်နားလည်လာခြင်းသည်ကျွန်တော်ရဲ့စစ်မှန်တဲ့ renunciation ဖြစ်တယ်နော်ဆိုကျွန်တော်အခန်း16မှာတက်ပြီးတော့ပါပါတယ်ဆိုတော့ဘက်တီယောဂရဲ့အနစ်ချုပ်လေးနဲ့သာသနာ့ဘုရားမြို့သင်ပေးတဲ့အကြောင်းအရာဘုပ္ပကုသမြို့သင်ပေးတဲ့အကြောင်းအရာနော်ဒါလေးတွေကိုကျွန်တော်ပြောပါမယ်အဲ့ဒါပြီးတာနဲ့တပြိုင်နက်ကျွန်တော်တို့ကနော်ဒီ recursion of the sarasvati နဲ့မာယာဝတီစနေအစီအစဉ်ကိုဆုံးမတဲ့အခန်းလာမယ်အဲ့ဒါပြီးသွားပြီဆိုရင်ကျွန်တော်မတ်ရလီလာပြီးသွား ်မတက်လီလာပြီးသွားရင်ကျွန်တော်တို့အန်တက်လီလာနော်အန်တက်လီလာကြောက်အန်တက်လီလာပြီးပြီးနောက်တဲ့14ပဲကြာနေဂျာတော့မှ13ရက်ပဲကြာနေနောက်ဆုံးနေရာဂိုးရဘူဒီမှာဖြစ်တဲ့ကျေးဇူးပြုတော့နားထောင်ကြပါဘုရားရှင်ခရစ်တိုင်းရဲ့ဇတ်တော်ဘုရားရှင်ကျေတနာမဘူရဲ့ဇတ်တော်တူတူပဲဖြစ်တဲ့ကျေတနာမဘူရဲ့ဇတ်တော်တွေကပူပြီးတော့မှလင်းတယ်ပူပြီးတော့ထူးဆန်းတယ်ပူပြီးတော့နော်တင်ကြားပူတင်ယူလေ့လာကြရည်အများကြီးရှိပါလေနော်ကျေးဇူးပြုတော့နားထောင်ပါဘုရားရှင်ကျေတနာမဘူရဲ့မြေတောက်ရအောင်ယူပါအားလုံးပါလေဘုရားရှင်ကျေတနာမဘူရဲ့မြေတောက်ကြောက်ပါစီလို့ဆုတောင်းပေးတာပူတာရည် 你跟我交吧，怎么样？阿龙，我接住就骂你。Hare Krishna，这个就是拉普布巴的吉吉，那古里维什那么的吉吉。Chaitanya Charitamrita ki jai. Krishnadas Kaviraj Goswami Maharaj ki jai. Oh, Rabbi Hare Krishna.